ကျွန်မကတော့တင်ဆက်သူမဆန္နာပါဖြည့်ရမှန်ဇလံကောင်းများနဲ့စိတ်ဝင်စားပွဲမူခင်းဇလံကောင်းများကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MNU Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလံကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်ဒီနေ့ကျွန်တော်ကလုပ်ငန်းများအားလက်နေတဲ့အချိန်မှာလက်ဖက်ရည်တောက်ရန်ရဲစခန်းကနေထွက်လာခဲ့တဲ့ ျွန်တော်တောင်းနေကြရွှေခရလက်ဖက်ရည်ဆိုင်ကိုရောက်ရှိပါရီလက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုမြင့်စိုးကိုလက်ဖက်ရည်မာရင်နဲ့နေတိုင်းလုပ်ငန်းထဲမှာနင်းမြုပ်နေရတော့စိတ်ပြေလက်ပြောက်တအူးတဲထွက်လာခြင်းဖြစ်ပါရီကျွန်တော်ရဲ့အလုတ်ကရဲစရည်အလုတ်မှုမနက်မိုးလင်းကမူးချုပ်အိတ်ချိန်အထိလူမျိုးပေါင်းစုံနဲ့ထိတွေ့စကားပြောရရင်ဆောင်ရွက်ပေးရရင်ဒီပြေမကားသည်အိယဝင်အိပျော်နေသည့်တိုင်အရေးကြီးကအိယကာထပြီးဆောင်ရွက်ပေးရရင် ညင်းညူနေလို့ကမဖြစ်ရဲတပ်ဖွဲ့က24နာရီတာဝန်ရှိတယ်။ကုဆုမြင့်က ကျွန်တော်တောက်နေကြပေါ်ကြတစ်ခွက်ကိုစပွဲကုံမော်ကိုလာရောက်ကြရင် အပြုံးမျက်နှာနဲ့ပြောလိုက်တယ်။ဆရာတယောက်သေးပါလား။ငါကဆိုရင်ဆရာနဲ့လူတွေမနေဘူးပါလာတတ်တယ်။အေးဗျာတယောက်သေးပဲ။အေးအေးလူလူလက်ဖက်ရည်တောက်ရတဲ့အချိန်လေးမှာအနားယူရတာပေါ့ဗျာ။ကိုမြင့်စိုးကကျွန်တော်တအူးတဲမှုအကဲခတ်ရင် ပြောလိုက်ခြင်းဖြစ်ပါရီ ကျွန်တော်ရောက်တဲ့အချိန်မှာလက်ဖက်ရည်ဆိုင်ထဲမှာလူသိမ့်မရှိလားရှင်းနေပါလေကျွန်တော်ကလက်ဖက်ရည်ကိုထိုင်းတော့ရင်ဟိုတစားဒီစစားထိုင်ပြီးတော့တွေးနေမိတယ်သူတို့တွေးနေရင်မှဒူရဲ့အုပ်ကျော်ရှင်ပြော့ပြခဲ့တဲ့သဘောထားကြီးလွန်ခဲ့သူယောက်ျားတဦးရဲ့ခြေခွဲစရာဇလန်းလေးတခုကို ပြန်လဲတွေးတော်မိလိုက်တယ်အဲ့ဒီတော့ကဒူရဲ့အုပ်ကျော်ရှင်မှာသူ့ရဲ့မူအတိုင်းဩဇာတန်ပါပါ ခံစားပြော့ပြခဲ့တာကိုကောင်းကောင်းမှတ်မိတယ် သို့တော့ကျွန်တော်ရေရှင်ထဲမှာမှတ်သားမိုံသားမှတ်သားအတိမြင်ခဲ့တယ်။ဒူရဲအုပ်ကျော်ရှင်ကလည်းကျွန်တော်က စာရေးသူတယောက်မို့သင်ခန်းစာရနိုင်ဖို့ရည်ရွယ်ပြောမှန်းသိရတယ်။အခုမှ ကျွန်တော်တည်တည်ချာချာပြန်ပြီးတော့တွေးမိတော့မှရင်ထဲမှာခံစားမိလာတယ်။တရားမဲ့သူတယောက်ကြောင့်ရာခဲလာတဲ့လူဘဝကိုစွန့်ခွာသွားရတယ်။ကုစုံအောင်ရဲ့အကြောင်းကကျွန်တော်ရဲ့နှလုံးသားကိုလှုပ်ခတ်ခဲ့ရတယ်။ အတိတ်ဆိုတာက မေးလို့မရတယ်လို့ကိုစောအောင်ရဲ့အကြောင်းကိုလည်းကျွန်တော်မေ့မိရတော့ဒီအတွက်ကြောင့်ကိုစောအောင်ရဲ့ဖြည့်အင်များကိုတွေးတော့နေမိတယ်။အော်ကိုစောအောင်ကိုစောအောင်အခုလောက်ဆိုရင်အယိုးဆွေးနေလောက်ပါပြီလေ။လူသားတွေသာတရားရှိကြမယ်ဆိုရင်ပေါ့။လောကကြီးဟာလှပနေမှာအမှန်ပါ။အခုတော့တရားမဲ့တဲ့သူတယောက်ကြောင့်အမြင့်ကြီးဒီစပားလေးနှဲပြီးရင်နားကြမယ်ကွာ။အချိန်ကညံ့နေပြီ။ ကြံတဲ့ကောက်လိုင်းတွေကို မနဲ့မှာပဲဆက်နေကြတာပေါ့ကိုစိုးအောင်တယောက်တလင်းနေရှိစဘာများကိုတလင်းပေးရှိသူတို့တဲတဲကိုတန်းနေရင်ကနွားနှကောင်နေစဘာနေနေတဲ့ဇနီးတဲ့မြင်းမြင့်ကိုလှမ်းပြောလိုက်ခြင်းဖြစ်ပါရည်အချိန်ကည7နာရီခန့်ရှိပါပြီလာမင်းကြီးကလာပြည့်ညမို့ထိန်ထိန်တားလျက်ရှိတယ်အေးမြချင်းအတွင်ကိုဇောင်းနေတယ်ကိုစိုးအောင်ပြောစကားကြောင့်တလင်းနေနေတဲ့ကိုစိုးအောင်ရဲ့ဇနီးမြင်းမြင့်မအေးပါတော့ကျုံလဲအိတ်ချင်နေပြီ ပြီးလဲပြီးကန်နေပါပြီ။သူတို့ပြောရင်လည်းနွားနှကောင်ကိုချိန်နေတော့လိုက်တယ်။သူတို့ရဲ့နွားနှကောင်မှာသခင်ပြုသည်မောင်နုနေရတဲ့ကိုစောအောင်နဲ့မြင်းမြင်းတို့အိမ်ထောင်ကြခဲ့ဒီမှာတနေ့ခန့်ပဲရှိသေးတယ်။ဒီရဲသားမြင်းမြင်းကသူတို့ရွာမှာကောနောက်ကိုင်းပန်းတော်ကိုင်းတယောက်မို့ကိုစောအောင်မျက်စိကြားရီ။နောက်တော့သူတို့ချစ်သူဘဝထိုမှတစဉ်ရိုးသားပြီးအလုံကျိုးစားတဲ့ကိုစောအောင်ကိုမြင်းမြင်းရဲ့မိဘများကမငင်းစမ်းသူတို့သဘောကျထိမ်းမြပေးခဲ့တယ်။ ကုစုံအောင်ကမြင့်မြင့်ကိုအချစ်ပိုးရီမြင့်မြင့်အလိုချဆောင်ရွက်ပြီးရီမြင့်မြင့်ညဉ့်ညင်မသူဆိုးရင်နေပြင်းနိုင်ရင်မြင့်မြင့်ကိုအဂရင်းထဲမှာငုံထားခြင်းနေမြင့်မြင့်ရဲ့အလားကဖိုးယောက်ကြတို့ရဲ့ဆွဲမက်စရာအင်ခါနဲ့ပြည့်စုံသူဖြစ်တဲ့အခုသူတို့တလင်းပေးရှိတဲမှာလဲဆောင်ရင်သူတို့နှစ်ဦးတည်းနေကြရီရွာထဲမှာမနေကြရွာနေကငါးဖလုံးကအကွာဝေးတဲ့နေရာမှာတည်ရှိရီ တလင်းနယ်ချိန်မှုလယ်နဲ့နှီးစပ်တဲ့နေရာမှာယာယီတဲထိုးနေခြင်းဖြစ်သည့်သူတို့လယ်နဲ့တခေါလောက်မှာကိုအောင်ချမ်းတို့လည်းရှိသည့်သူတို့ကလည်းလာတာတာနဲ့စပားနယ်နေကြသည့်စပားနယ်ပြီးကြတော့ကိုစောအောင်မြင်းမြင်းတို့ရင်ွေးချမ်းပူပူလေးထိုင်းတောက်နေကြသည့်လယ်ကွင်းပြင်ရဲ့အလားကလရှောင်အောင်မှာမြဝါထင်ထင်မြင်တွေ့နေကြရသည့်ရင်ွေးငုံတောက်နေတဲ့ခြေစနီးမြင်းမြင်းဘက်ကိုလှည့်ကြည့်ပြီးအမြင့်အိတ်ကြမေကွာ မနက်စောစောထားရအောင်မေကျိုးစားမမိမကြီးဒီတခါစပားရောက်ပြီးရင်တော့ TV အဖြူမဲလေးတစ်လုံးလောက်ဝယ်နိုင်မှာအမြင့်လေကြည့်ကျင်နေစို့သူတို့ပြောလိုက်တော့မြင်းမြင့်တယောက်ကြံနေသေးတဲ့ရင်တွေးချမ်းကိုငုံတောက်လိုက်ပြီးနောက်အပြုံးမျက်နာနဲ့ကိုစုံးအောင်ရဲ့ပခုံးကိုမိတွေ့ရင်ကသူတို့ပြောလိုက်တယ်ဒါကြောင့်မို့ကိုစုံးအောင်ကိုချစ်ရတာတိလား သူအချင်းကနွားတင်းကုတ်ထဲမှာကြက်တော်နံကိုကြားလိုက်ရတဲ့ညာအလှတဘာဝကအလာကြီးအလှနေတယ်လို့ဆိုရမယ်။ဟဲ့စောနေမိမမြင့်မြင့်ကိုတယောက်ထဲမြို့တက်ပြီးတော့ဈေးဝယ်မလွတ်နဲ့။ဟိုဘက်ရွာကမောင်သိမ့်မြင့်နဲ့ဈေးထဲမှာတွဲသွားတွဲလာတွေ့ခဲ့ရတယ်။ငါနဲ့ကြုံတာဆိုရင်နှစ်ခါသုံးခါမကတော့ဘူး။မိမိမကလည်းငငယ်ရွယ်ရွယ်နဲ့ငါတော့ကြိုက်ပောင်တော့။အာဒေါ်လေးကလေကျွန်တော်လည်းသိမ့်မြင့်နဲ့ခင်ပါရဲ့။ ဈေးဝယ်ရင်ကြုံလို့တွေ့တာနေမှာပေါ့ဗျာကျွန်တော်မိမက ကျွန်တော်ကိုချစ်ပါတယ်ဗျာအဲ့ဒီလိုမဖြစ်နိုင်ပါဘူးကုစောအောင်တယောက်ရွာတဲ့ရှိဒေါ်လေးဒေါ်မေလှအိမ်ကို အလဲသွားရကဒေါ်မေလှကသူတွေ့တာများကိုစိုးရိမ်တကြီးပြောနေတယ်တိုးတော်လေကုစောအောင်ကဘာမှမဟုတ်သလိုဒေါ်မေလှရဲ့စကားကိုအလေးမထားသလိုပြောလိုက်တယ်ထို့ကြောင့်ဒေါ်မေလှကမကြေနပ်တဲ့မျက်နှာပြီးနေကုစောအောင်ကိုပြောလိုက်ပြန်တယ်နင်တို့ခေတ်လူငယ်တွေရဲ့အတွေ့အကြုံတမျိုးပဲ ခက်ပါရီတော့ဒုကငေရကကြီးလာခဲ့တဲ့သူပါ အေးပေါ်လေမကြုံဘူးတော့မယုံဘူးပေါ့မင်းအလုတ်ထဲမှာပဲဇက်မြုံနေဒေါ်လေးကလည်းဗျာမပူစရာတွေကို လားပူနေပြန်ပါပြီကဲကျွန်တော်စပားတွေတည်တရာရှိသေးလို့တဲကိုပြန်တော့မယ်ဒေါ်လေးလည်းကျမ်းမာကြီးဂယုဆိုင်အောင်သူတို့ပြောပြီးကိုစောအောင်တယောက်ဒေါ်မေလာအိမ်ထဲမှာသူ့လေတဲဘက်ကိုပြန်လှည့်လာတယ်သူ့ရဲ့အခြေဆုံးဇနီးမြင့်မြင့်ကသူ့ရဲ့ဘဝဒီလေကချောင်းက သူ့ရဲ့အလား ူဘဝအတွက်ဘာမှမလို့တော့အာလုံပြေဆုံးလုံလောက်ပြီလို့ထင်နေတာဝင်ကြီးစဘာများချပြီးကပူရှန်နဲ့စဘာရောက်ပြီးဝမ်းစာထားနောက်ပြီးဇနီးအမြင့်အတွက်တီဗီတလုံးဝယ်ပြီးမိသူအတွေးနဲ့သူပျော်လို့နေတယ်ဒိုအပျော်လေးများကိုနှောက်ရက်နေတာကပတ်ဝန်းကျင်ကရဲ့စကားတင်းမြင့်နဲ့အမြင့်တို့ကဘာလို့လို့တုံများတိုက်ပါများလှုပ်ဆိုသလိုသူ့ရဲ့နှလုံးသားတို့ကလည်းတစတစဖြီးစည်းကြေမွနေရတယ် အမြင့်ရဲ့ဆက်ဆံပေါင်းသင်းမှုများကိုလည်းစမ်းစစ်ကြည့်တယ်။ဒါပေမဲ့ထူးခြားတဲ့လက္ခဏာမတွေ့ရ။ဟန်ဆောင်ကောင်းနေလို့လား၊ကုစုံအောင် မပြောတတ်။အမြင့်သူ့အပေါ်မှာတိစောက်မဖောက်လို့သူကယုံကြည်ထားတယ်။သူ့ကိုမေးလိုက်ပြန်ရင်လေသူစိတ်ဆင်းရဲသွားမှာကိုဆိုတယ်။နောက်ဆုံးတော့ကုစုံအောင်တယောက်အမြင့်ပေါ်မှာသဘောထားကြီးစော်နေငကိုရဲကအတိုင်းငကိုင်းမထွက်တော့ပြီ။သိမ်းမြင့်ကလည်းလာနေကြသွားနေကြပြီ။တငယ်ချင်းတယောက်အပေါ်မှာသူတိစ္ဆာမဖောက်ဘူးလို့ယုံကြည်ထားရ တင်းမြင့်ကလည်းလဲလောက်ကင်စားသူလူလူတယောက်ဆိုတာကိုတော့ကိုစောအောင်တည်တယ်ကိုစောအောင်တို့ရွာကတော့မဟုတ်ကိုစောအောင်တို့ရွာနဲ့မလန့်မကန့်ရှိရွာတရွာမှာနေထိုင်သူဖြစ်တယ်သူကတော့ကိုစောအောင်လို့တော့မဟုတ်အရက်ကလေးပါလေနဲနဲပါပါတောက်တက်တာကိုတော့တည်ရတယ်ကိုစောအောင်ရဲ့ဆန္ဒကတော့အမြင့်တယောက်အတွက်ဘာမဆိုဖြည့်စည်းပေးဖို့ဖြစ်တယ်အမြင့်တယောက်စိတ်ချမ်းသာရည်တည်တာအတိကပဲမဟုတ်လား ကိုစောင်းအောင်တယောက်လေထဲမှာအလုံးလုံးပြီးနေအိမ်တဲပေါ်မှာတက်ရောက်အနားယူလိုက်တယ်။ဒီနေ့ဇနီးအမြင်ဈေးကိုအစောကြီးကလေးကထွက်သွားပြီ။မွန်တဲ့ချိန်ကျော်တဲ့အထိအင်ကိုပြန်မရောက်သေး။ဒီတဲ့တလုံးနွားနှက်ကောင်ဒီလေခွင်းထဲမှာသူ့တယောက်တည်းရခင်ကလည်းထို့တို့အမြင်ကဈေးဝယ်သွားနေကြ။သူကမခံစားမိပဝင်းချင်းကရဲ့ကြောင့်သူရဲ့စိတ်တွေကဟိုဒီဒီတွေးမိတယ်ပဝင်းချင်းရဲ့ပြောစကားတွေမမှန်ပါစေနဲ့ဆူတောင်းမိတယ် သူများတွေပြောစကားကိုကြားဘူးတဲ့အချက်မှမျက်စိမရှိဘူးတဲ့ဒါပေမဲ့သူ့စိတ်ကို သူထိန်းချုပ်လိုက်တဲ့အမြင်က သူ့အပေါ်မှာချက်နေပြီးသားသူတို့တွေ့တော်ရင်လည်းတပွဲကုံပေါ်မှာတင်ရသားထားရှိတဲ့တီဗီကိုလှမ်းကြည့်မိတဲ့သူ့ကိုလောင်ပြောင်နေတယ်လို့ခံစားရတဲ့ဒီလိုစနေနေ့ရောက်တိုင်းဒီအချိန်ဆိုရင် အမြင့်ကအခမ်းသားထိုင်ကြည့်နေရင်ကသူသဘောကျတာတွေ့ပြီးဆိုရင်ဝမ်းသာအပြုံးလေးတွေပွင့်နေတာကိုတတိယမိတဲ့ ခုတော့သူ့ရဲ့ TV ကိုတော့တတိမယလေးရောတလားမသိကိုစောအောင်တယောက်အတွေးနဲ့ချိန်ရင်းနဲ့မိကနေအိပ်ပျော်သွားရီတို့အကသူ့ကိုယ်ကိုလှုပ်နှုတ်တယ်လို့ခံစားလိုက်ရပြီးမျက်စိကိုပုတ်သက်ရင်ကြည့်လိုက်တော့အထုပ်ပိုးတွေနဲ့အမြင့်ကိုတွေးလိုက်ရရီကိုစောအောင်ကလည်းမနေ့နှူးယူရတယ်အမြင့်လည်းရွာထဲဝင်နေတာနဲ့ကြားသွားတာပါတယောက်ထည့်ပြင်းလို့လား TV မဖွင့်ဘူးလား အပြုံးမျက်နှာနဲ့အမြင်ကရေပတ်မဝင်အောင်စကားပြောရင်သူဈေးဝယ်လာခဲ့တဲ့အထုပ်ပိုးထဲမှာပစ္စည်းများကို ကြောင်ထဲမှာထည့်သွင်းနေတာကိုတွေ့ရတယ်။ပြင်းတယ်လို့တော့မဟုတ်ပါဘူးအမြင်ရ။အမြင်မရှိတော့တယောက်တည်းဟာတတာကြီးနေလို့မရလို့ပါ။နောက်ပြီးတော့စကားကအီမာပြတ်သွားတယ်။သူ့ရင်ထဲခံစားနေရတဲ့မရှင်းတဲ့အကြောင်းများကိုရင်ဖွင့်ပြောလိုက်ခြင်းနဲ့သို့တော်လည်းအမြင်စိတ်မကောင်းဖြစ်မှာဆိုရွေးမပြောခြင်းပဲဖြစ်တယ်။ ။ဘာလဲကိုစောအောင်ရေ။နောက်ပြီးဆိုတာဘာပြောမလို့လေ။ဘာဘာမှမဟုတ်ပါဘူးအမြင့်ရ။အမြင့်ဈေးသွားတော့ဝယ်ရတာမြို့ကိုသွားရတယ်မဟုတ်လား။ပင်ပန်းလွန်းလို့ပါ။နောက်ဆိုရင်ကိုစောအောင်ပဲသွားဝယ်ပေးမယ်နော်။ဂျာမြကိုစောအောင်ရေ။အမြင့်ကသွားနေကြလာနေကြပါ။အပန်းမကြီးပါဘူး။ကိုစောအောင်တယောက်ဘာစကားမှမပြောဖြစ်တော့ အမြင့်ရဲ့ပခုံးသားလေးကို ဖက်တွေလိုက်ရင်ကကြံလျက်မြထင်းနေတဲ့လေကွင်းပြင်ကြီးကိုအထိပိမဲစွာလှန့်ကြည့်မိတယ်။အချိန်ကည7:00နာရီကျော်လေးပြီ။လာမိုင်းညမို့မှောင်လို့မင်းနေတယ်။သူအချိန်ကုစုံအောင်ရဲ့တဲ့အနီကိုမဲမဲတရံတူသူအမောင်တို့ကိုအားပြုပြီးတရွေ့ရွေ့ကတ်လာတယ်။ပဝင်းချင်းတကူလုံးတိတ်ဆိတ်လို့နေတယ်။ပရိအော်တန်များကိုကြားရတယ်။လူသူကင်းမဲ့နေလို့လေသူမဲမဲတရံတကူကအတားဆီးမဲ့လှုပ်ရှားနေတယ်။ ဒုဒရန်ကတဲ့ရဲ့နီထေရနာကပ်ပြီးခေတာမြငင်ကြတာကောင်းနေတယ်မကြပါဒုမဲမဲဒရန်ကလှုပ်ရှားမှုကိုစတင်လိုက်တယ်ဒုအခါတဲ့အတွင်မှာကြောင်မဲ့ဖွဲရအတန်များကိုကြားရတယ်အာထိုးတယ်ထိုးတယ်အမြင့်လှုပ်ပေါ့ဟာဟင်တွေးတယ်တွေးတယ်ကိုစောအောင်ကိုစောအောင်ကိုစောအောင်တယောက်ထူးတန်မကြရတော့တေသွားလိပြီး အမလေးလာကြပါအောင်လာကြပါအောင်တော့ဓာတ်နဲ့ထိုးသွားလို့ဓာတ်နဲ့ထိုးသွားလို့ပါ ကိုစိုးအောင်သိပါပြီအမြင့်ရဲ့ကြောက်လန့်တကြားအော်ဟစ်တန်းကသူတို့လေခွင်းတခွင်းလုံးညံသွားရိသို့တော်လည်းဘသူမှမကြားနိုင်မီကိုစိုးအောင်ကိုဖတ်တွေ့ငိုကြွေးရင် သူကြောက်လန့်လာရိထိုးနောက်ရွာကိုလေခွင်းများကိုဖျက်ရင် အပြေးသွားလိုက်တဲ့ထိုမဲမဲတရံတစ်ခုကိုတော့အမြင့်မမြင်လိုက်ကြထိုမဲမဲတရံတစ်ခုက သူတို့တဲ့ပဝင်းချင်မှမရှိတော့ဘီး မဖြစ်နိုင်ဘူးလို့ထင်မြင်ထားတဲ့အရာတစ်ခုကဖြစ်ပေါ်ခဲ့ရလို့လေအမြင့်တယောက်ယူကျုံမရအပူလုံးကြွားခဲ့ရရီကိုစောင်းအောင်တယောက်မှာတော့ဓာတ်တန်ရနဲ့တည်ဆုံသွားလိမ့်ပြီသူချစ်လာစွာသောဇနီးအမြင့်ဒီတဲဒီလေဒီချောင်းတွေကို ရုတ်တရက်စွန့်ခွာသွားရပြီဖြစ်သည်ဖြစ်ပြက်ပြောင်းလဲမှုတွေကရင်နာပွေကောင်းလာသည်ဒီကညမအခင်ဖြစ်တဲ့တဲကဒီတဲနော်ညမတို့လင်မယားနှစ်ယောက်ထဲပဲနေတာပေါ့ ဖြစ်ပြပုံလေးကိုအသေးစိတ်ပြောစမ်းပါဦးမမြင်မြင်ကသူ့ယောက်ျားကိုစောင်းအောင်ဓာတ်ထိုးခံရပြီးတေဆုံးရခြင်းနဲ့ပတ်သက်ပြီးရဲစခန်းကိုတိုင်ကြားရသူအမှုကိုစစ်ဆေးဖော်ထုတ်ရန်အတွက်ဒူရဲအုပ်ကျော်ရှင်ရဲတပ်သားဝင်းထော်စီဝင်းတန်မိခဲတို့ကမြင်းမြင်းတို့တဲကိုရောက်ရှိလာရတဲရှိကိုရောက်ရောက်ချင်းမေးလိုက်ချင်းဖြစ်ပါရကိုစောင်းအောင်ရဲ့အလောင်းကိုမတွေ့ရသည်တဲပဝင်းချင်းမှာလေကွင်းများသာရှိသည် ကွင်းထဲမှာတီတီတဲတလုံးနဲ့သာတွေ့ရတယ်။သူအခါမြင်းမြင်းကအခင်းဖြစ်တဲ့နေရာကိုလိုက်လံပြတယ်။သူတို့ရဲ့ထဲမှာလေးပင်သုံးကန်ဖြစ်တယ်။တခန့်သာလူနေရန် အတက်စင်းတစ်ပေါက်သာဖောက်ထားပြီးအခန်းကာထားတယ်။ကျန်တဲ့ခန်းမှာနွားထားတဲ့နေရာနဲ့စပားများထားနိုင်ရန်နေရာလောက်ထားတာကိုတွေ့ရတယ်။ဝါတိုင်ပြင်ခင်ဒဏီမိုးဒဏီကများသာဖြစ်ပါရည်။မြင်းမြင့်မှာသူတို့အိတ်ထိတ်အခန်းကိုစောအောင်တည်ဆုံးတဲ့အလောင်းကိုပြသားရည်။ ကုဆောင်းအောင်မှာအရှိတဲတဲမှာဓာတန်ရတစ်ချက်စိုက်ဝင်ထားပြီးအင်းကြီးနဲ့ပစိုးများမှာသွေးများပေးချနေတာကိုတွေ့ရတယ်။ဆောင်းရဲ့အနေထားတိုင်းပဲတွေ့ရတယ်။သူတို့လင်မယားနှစ်ယောက်ခင်းအိတ်တဲဖျားပေါ်မှာသွေးများကမြင်မကောင်းမိ။သူဓာတန်ရတစ်ချက်ထဲနေပဲကုဆောင်းအောင်တည်ဆုံသွားခြင်းဖြစ်တယ်။ကုဆောင်းအောင်မှာဓဏိကပေးမှာကဲ့ရဲ့အိပ်ပျော်နေရကအပြင်ဘက်ကဓာနဲ့ထိုးတဲ့အနေထားပေါ့။ဓဏိမှာ၆လက်မခန့်ပေါက်ပြဲနေတာကိုတွေ့ရှိရတယ်။ တရခန်ကအိမ်ထဲကိုဝင်ရောက်ပြီးဓာတ်နဲ့ထိုးခြင်းတော့မဟုတ်လက်တဲ့မပေါ်အောင်တိတ်တဆိတ်ဓာတ်နဲ့ထိုးလိုက်ခြင်းသာဖြစ်တယ်။တရလိုကိုစောအောင်ရဲ့ဇနီးမြင်းမြင်းကလည်းသူတို့လင်မယားအိပ်ပျော်စင်မှာကိုစောအောင်တယောက်ငေးတန်းပါအောင် ထိုးတယ်ထိုးတယ်အမြင်လောက်ပါအောင်လို့အော်တန်းကြောင်းလက်နူသွားပြီးမိကွက်ထွန်းပြီးထကြည့်ရကိုစောအောင်ရဲ့ကြောမှာဓာတ်တန်ရာတစ်ချက်ကိုတွေ့ရတယ် ကိုစောအောင်ကိုခေါ်ရာခေါ်တံမကြရတော့ဘဲတီးဆုံးသွားတော့ရွာလူကြီးများကိုတိုင်ကြခဲ့ရာကြောင့်ထို့နောက်ရဲစခန်းကိုတိုင်ကြခဲ့တယ်လို့ပြောပြလို့သိရတယ်။တဲပေါ်နဲ့တဲပဝင်းချင်းမှာမြည်သည့်တဲလွန်စားကိုမှမတွေ့ရ။ဒဏ္ဍီအပေါက်တစ်ခုသာပေါက်ကြံခဲ့တာကိုတွေ့ရတယ်။သူရဲ့အုပ်ကြောရှင်တယောက်အချိန်မဆိုင်တော့ဘဲအခင်းဖြစ်မြေပုံရေးဆွေးခြင်းသူ့ရဲ့ကင်မရာနဲ့ဓာတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်လိုက်တယ် ပြီးနောက်အနီးမှာရပ်နေတဲ့ရဲတပ်သားဝင်းထွတ်ဆွေဝင်းတန်းတို့ကိုဤသို့ပြောလိုက်တဲ့မင်းတို့နေအောင်ဒီကကိုစောင်းအောင်အလောင်းကိုစေးရုံကိုတွားပို့ရမယ်ဒီကအရက်လူကြီးတွေကိုထည့်ပေးလိုက်မယ်ဟုတ်ကဲ့ဆရာဥက္ခရာအလောင်းတဲ့ယူရေးကိုစီစဉ်ပေးလိုက်ပါဗျာတရခံကတော့တော်တော်ပြီးရည်တယ်ဗျညအချိန်မတော်မှာတဲရဲ့အပြင်ဘက်ကနေဓာတ်နဲ့ထိုးသွားရေးဆိုတော့စဉ်းစားစရာအချက်တစ်ချက်ရှိနေပါပြီဒါကြောင့်မို့လေကျွန်တော်ဆက်ဆက်တဲ့တက်သေးတွေ စစ်ဖို့စီစဉ်ရအောင်မေဆရာပြောတဲ့အတိုင်းကျွန်တော်အလောင်းကိုစီးရုံပုတ်ပေးပါမယ်အေးဗျာကိုစောအောင်တယောက်သဘောကောင်းပါလေရန်ညိုးရန်စားလည်းမရှိပါဘူးဘာကြောင့်များဒီလောက်ရရဆက်ဆက်တက်သွားရတယ်လဲဆိုတာစဉ်းစားမရဖြစ်နေတယ်ဆရာပြောတဲ့စဉ်းစားစရာတစ်ချက်ရှိနေတယ်ဆိုတာဘာကြောင့်လဲဆရာဩဒါလားဒါကကျွန်တော်ရဲ့တွေးခေါ်မှုပါအဲ့ဒီလမ်းကြောင်းပေါ်ကျွန်တော်ရှောက်ကြည့်အောင်မှမို့မှန်တယ်မှားတယ်ဆိုတော့အဖြေမထွက်သေးလို့ပါ ဒါပေမဲ့ကျွန်တော်တွေးထင်မိရင်တော့လွဲခဲ့ပါတယ်။အခင်ဖြစ်တဲ့နေရာမှာတဲလွန်စားဆိုတာကြံစမြဲပါ။ဒါပေမဲ့တိတာလောက်တဲ့တဲလွန်စားကိုမတွေ့ရပေမဲ့ကျွန်တော်ရဲ့ဝါသနာစေတနာတွေကြောင့်ပေါ့ဗျ။ထိုးသွင်းဉာဏ်နဲ့မြင်တွေ့ရတဲ့တဲလွန်စားတော့ရှိပါတယ်။နောက်တော့ကျွန်တော်အလုံးစုံရှင်းပြမှာပေါ့ဥက္ကရာကြီး။အခုအချိန်ကတိတ်မရှိတော့ဘူး။ကျွန်တော်တို့ဆက်လုပ်စရာရှိသေးလို့ပါ။ဥက္ကရာကဒူရဲအုပ်ကျော်ရှင်ပြောပြတာကိုအသေးချာနားထောင်ရင်ဘာစကားမှပြန်မပြောတော့ သူအလောင်းပို့ဖို့ရေးကိုစီစဉ်နေသည်။သူအခါကိုစောင်းအောင်ရဲ့အလောင်းပြီးမှကလေးငယ်တယောက်လိုငိုကြွေးနေတဲ့မြင့်မြင့်ကိုတွေ့ရတော့စိတ်မကောင်းဖြစ်မိသည်။တားထောက်သမီးကံမရှိအသက်ကငယ်ရွယ်သူတယောက်အခုတော့မုံဆိုးမှဘဝဘဝပေးအခြေအနေတွေကတန်ဝေကရစရာပင်တည်ချင်းတရားကကြီးတယ်ငယ်တယ်မငယ်ညာတည်ချင်းတရားကိုဘသူမှမလွန်ဆန်းနိုင် ကိုစောအောင်တယောက်သူ့ချစ်လာစွာသော မြင်းမြင့်ကိုကြံထားရိတ်ခဲ့တယ်လို့ကြံရိတ်ခဲ့တဲ့မြင်းမြင့်တယောက်မှာတော့လောကအလယ်မှာတောကတွေမြည်မြကြွယ်နေရအောင်မှာကို မတွေးဘဲနဲ့သိမြင်ပါရီသူမရဲ့အလားတရားတွေကအရှိကိုအရှိတိုင်းမြင်တွေ့နေရတယ်သူမရဲ့အလားနဲ့အကြီးတန်းအယုတ်ဆိုးစေတဲ့ကိုစောအောင်ရဲ့အလောင်းကလာလာများမအပ်ဆက်တော့တကယ်တော့ကိုလန့်ကိုတွားရသေးတာသူရဲ့အုပ်ကျော်ရှင်ရဲ့အုံနောက်ထဲမှာတရခံကဘသူလဲ ဘာကြောင့်တက်ရတယ်လဲယခုတရားခံကဘယ်ရက်ဒေတာမှလဲအတွေ့တို့ကကြားဟရက်ခဲ့သူရှိနေတယ်သို့တော်လဲရဇဝေဘေးကပြေးမလွတ်ဆိုတာကိုတော့သူကယုံကြည်ထားတယ်စိတ်ပြတ်အားငယ်စွာငိုကြွေးနေတဲ့မြင်းမြင့်ကိုအပိစကားပြောရင် အခင်ဖြစ်တဲ့ကုစုံအောင်ရဲ့တဲမှရဲဘော်မီခင်နဲ့ရဲစခန်းစီကိုပြန်လာခဲ့တယ်သူရဲ့ခြေလန်းတွေက လေးတွဲနေမှန်းတော့တည်တယ်ဒါပေမဲ့ဒီမှာတငယ်ချင်း မင်းအမှန်ကိုအမှန်တိုင်းပြောဖို့ပဲလို့ရတယ်။တို့ရဲတပ်ဖွဲ့ကဒီအဆင့်ဒီရဲစခန်းကိုခေါ်ယူပြီးတော့စစ်ဆေးရတယ်ဆိုတော့တငယ်ချင်းသဘောပေါက်ဖို့လိုပြီ။ဒီကိုစောင်းအောင်ကိုတတ်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီးတော့တို့အထောက်အထားတွေအားလုံးရထားပြီးပြီဆိုတာမင်းသဘောပေါက်မှာပါ။သူတို့ဒူရဲအုပ်ကျော်ရှင်ကသူ့ရဲ့ဆေးရည်သပွဲကုံရှိရှိကောင်တန်းလျားပေါ်မှာလက်ထိတ်ခရက်သာထိုင်နေတဲ့တိမ့်မြင့်ကိုအကဲခတ်ရင်းပြောလိုက်ခြင်းဖြစ်ပါတယ် တင်းမြက်မှာခေါင်းကိုငိုက်ဆိုင်ထားရာကဘာစကားမှမပြောထိလန့်တုံလှုပ်နေတဲ့အနေထားကိုတွေ့ရတဲ့သူအချင်းတိမ့်မြင့်ရဲ့အခြေအနေကိုစောင့်ကြည့်နေတဲ့ရဲဘော်မီကေကဟေ့ရောက်တိမ့်မြင့်ဘာငိုင်းနေတာလဲမင်းယောက်ျားမဟုတ်ဘူးလားလုံရဲရင်ခံရဲရမှာပေါ့တက်တီဆိုတာမှန်ကန်တဲ့ဘက်မှာအတုံးချမှာယောက်ျားကွာသူတို့ပြောလိုက်တော့တိမ့်မြင့်ကငုတ်ထားတဲ့ခေါင်းမော့လာတယ်သူရဲ့အုပ်ကြော်ရှင်ကိုလှမ်းကြည့်လိုက်တယ် သူပြောရမယ့်စကားများကိုစဉ်းစားနေပြန်နေပြီးနောက်ကျွန်တော်ကိုစုံအောင်ကိုမတက်ပါအောင်ဆရာကြီးသူနဲ့ကျွန်တော်နဲ့ကတငယ်ချင်းတွေပါနောက်ပြီးတော့တရားစီပါဆရာကျွန်တော်မလိမ်မအောင်ဆရာကြီးဒီမှာသိမ့်မြင်မင်းကမလိမ်ဘူးကွာညာနေတာဒီတော့ငါမေးတာကိုမင်းဖြေတော့ငါကမင်းကိုအခွင့်ရေးပေးထားတာကွာမင်းရဲ့ယောက်ျားတယောက်ရဲ့တတိမျိုးရှိမရှိ မေးတာပါကွာကတ်တယ်ကွာလိုလက်တဲ့အခွင့်ရေးတွေပေးပြီမင်း မင်းကအသုံးမချတတ်ဘူးအမှန်တရားဆိုတာဖုံးကွယ်လို့မရဘူးဆိုတာမင်းယုံနေမဟုတ်လားကြားတယ်ကွာငါမေးတာဖြစ်ဒူရဲအုပ်ကျော်ရှင်ကတိမ့်မြင့်တယောက်လှဲခွက်စင်ပြောနေတာကိုသဘောပေါက်တယ်ဒီအတွက်သူရရှိထားတဲ့သတင်းစူးစောင်းမှုတွေကိုဖော်ထုတ်ပြောလိုက်ကြတယ်မင်းနဲ့စောအောင်ကတငယ်ချင်းတော့ဟုတ်ပါရဲ့ဆရာမြင့်မြင့်ကိုမင်းတစ်ဖက်တက်ချစ်နေတယ်ဆိုတော့ညင်းမလားမမညင်းမအောင်ဆရာ စောအောင်နဲ့မြင်းမြင့်ညာတော့မင်းဘလို့ခံစားရသလဲမကြေနပ်ဘူးမဟုတ်လားမြင်းမြင့်ကကျွန်တော်ကောမချေဖဲဟာထားပါတော့လေမင်းကိုစောအောင်တို့မြင်းမြင့်တို့အိမ်ကို ဝင်ထွက်သွားလာခဲ့တယ်မဟုတ်လားဟုတ်ပါရဲ့ဆရာကဲနောက်ဆုံးမိကွန်းတစ်ခုမေးမယ်ကိုစောအောင်သေးတဲ့ညာကမင်းရွာမှာရှိရဲ့လားရှိရှိပါရဲ့ဆရာကျွန်တော်အိမ်မှာအိတ်နေတာပါဆရာကြီးမနက်မိုးလင်းမှာကိုစောအောင်ဓာတ်နဲ့အထိုးခံရလို့တီးပြီးဆိုတာကြားရတာပါ ထို့သို့သိမ့်မြင့်ရဲ့အဖြေကိုဒူရဲအုပ်ကျော်ရှိန်ကြားရတဲ့အခါ"အင်းသိမ့်မြင့်သိမ့်မြင့်မင်းအဖြေတွေကမင်းတရားခံအစေးဆိုတာဖော်နေတာပဲကွာမင်းတတ်တာသိလား။ဘာကြောင့်လဲဆိုတော့မင်းက မြင့်မြင့်ကိုတစ်ဖက်တက်ချစ်တယ်။မြင့်မြင့်ကမချစ်ဘူး။အိမ်အောင်ကြသွားတော့မင်းကမကြေနပ်ဘူး။အဲ့ဒါကျူးလွန်နိုင်တဲ့ပထမအချက်ပဲ။ကိုစုံအောင်မြင့်မြင့်တို့တဲကိုဝင်ထွက်သွားလာတဲ့သူတွေထဲမှာမင်းကထူးနေသူတယောက်။သူတို့အိတ်တဲ့နေရာကိုလေ့လာထားသူတယောက်ဖြစ်ရမယ်။ ဲ့ဒါကဒုတိယချက်နောက်တစ်ခုက ကိုစိုးအောင်သေးတဲ့ညကညာ7နှစ်နာရီကျော်လောက်အဲ့ဒီရွာဘက်ကမင်းပြန်လာတာကိုမင်းတို့ရွာကကင်းသမားတွေကတွေ့ထားတယ်အဲ့ဒါကတတိယချက်ဒီတော့မင်းဟာကိုစိုးအောင်ကိုတတ်တာထင်ရှားနေတာပဲကိုလူအီမြနဲ့စကားကပြတ်သွားတယ်သိမ့်မြတယောက် ထောင်ချောက်ထဲကျနေတဲ့သားကောင်တစ်ပွဲမယုံတာမှန်တိလိုက်တယ်။သူ့ရဲ့တီယူတန်လာတဲ့အချစ်ကို နောင်တရနေမိတယ်။တကူလုံးမှာနတ်ပူးတလို့တုံရင်ရင်က ဆရာပြောတာတွေအကုန်မှန်ပါတယ်ဆရာကြီးကျွန်တော်ကိုစောင်းအောင်ကိုတက်မိပါတယ်ကိုစောင်းအောင်ကသဘောထားကြီးပါတယ်ဆရာပထမတော့ကျွန်တော်နားလေလက်လျှော့လိုက်ပါတယ်ဒါပေမဲ့မြင့်မြင့်မျိုးကိုဈေးတက်ဝယ်တဲ့အခါမျိုးမှာစုံတွေ့ခဲ့ရတော့ကျွန်တော်မြင့်မြင့်ကိုပိုင်ဆိုင်လိုစိတ်ပွားခဲ့ပါတယ်မြင့်မြင့်ကတော့ကျွန်တော်အကြံစီကို မသိပါဘူးသူကအပေါင်းအသင်းတစ်ယောက်အနေနဲ့ဆက်ဆံပါတယ်မြင့်မြင့်ရဲ့အလှတွေကကျွန်တော်ကိုနှိုးဆွတယ်လို့ဖြစ်တာကြောင့် ကိုစောအောင်ကိုတက်မြင်းမြင့်ကိုရအောင်ယူမယ်လို့ကြံစီမိပြီလက်တဲ့မပေါ်အောင်အခုလိုလှုပ်ခဲမိတော့ပါဆရာကြီးသိမ့်မြင့်မင်းတော်တော်မိုင်မဲတဲ့သူပဲမင်းကိုမြင်းမြင့်ကချစ်ခဲ့ဘူးတယ်ဆိုရင်လည်းဟုတ်သေးတယ်ခုတော့မင်းနဲ့မြင်းမြင့်ကဘာမှလည်းမပတ်သက်မင်းကတဖက်သက်ကြိတ်ပူတဲ့သူအခုတော့ဘာမှမသိရှာရဲကိုစောအောင်အသက်တချောင်းဆုံးရှုံးခဲ့ရတယ်နောက်ပြီးတော့မင်းချစ်လာပါတယ်ဆိုတဲ့မြင်းမြင့်တယောက်ဘလို့ခံစားရမေးဆိုတာမင်းတွေ့ကြည့်ပါ မင်းကိုကျင်းစာဖို့ကောင်းနေကွာနောက်တစ်ခုကမြင်းမြင့်နဲ့မင်းမပေါင်းရပေမင်းရဲ့မယူးရဲ့အတိမဲ့တွေကြောင့်မင်းအပြည့်ဒဏ်တွေကိုနှိမ့်ရှေလာများခံစားရတော့မှာဩအခြေဆိုတဲ့အရာကတာယာကြည်နူးပွေကောင်းနေလို့သိရပေမယ့်ခုလိုကြတော့လေအခြေဟာမီးလိုပူလောင်ပြင်းပြပါလားသိမ်းမြင့်တယောက်ဒူရဲအုပ်ကျော်ရှင်ပြောစကားကြောင့်သူမမိတဲ့ဝန်တာတစ်ခုကိုနောင်တရမစုံဖြစ်နေတာကိုတော့အကဲခံမိတယ် မြည်သည့်အလုံမျိုးကိုမဆိုအရာရာကိုစူးစမ်းစင်ချင်းဆောင်ရွက်မယ်ဆိုကအမားဆိုတဲ့အရာကအဝေးဆိုတဲ့တဏှာမှရှိလိမ့်မည်။သိမ့်မြင့်တယောက်အခြေကြီးလွန့်၍အခြေရဲ့တန်ကို သူခံစားရတော့မှမလွဲပြီ။တို့တို့တွေးမိရင်လည်းအနည်းမှရှိနေတဲ့ရဲဘော်မိခဲကိုလှမ်းကြည့်ရင်ဒီကောင်သိမ့်မြင့်ကို အချုပ်ထဲပြန်ထည့်ထားလိုက်တော့ကွာတို့တို့ပြောလိုက်တော့ရဲဘော်မိခဲတယောက်သိမ့်မြင့်ကိုအချုပ်ခန်းစီကိုခေါ်ဆောင်သွားသည် ထိုအချိန်ဒူရဲအုပ်ကျော်ရှင်မင်းမြန်စစ်စည်းခြင်းကိုအစာဆုံးအကဲခတ်ကြည့်နေတဲ့ရွာလူကြီးဦးကောင်းဆန်မှသူမရှင်းလင်းသေးတဲ့အကြောင်းအရာများကိုဒူရဲအုပ်ကျော်ရှင်ကိုမေးလိုက်သည်ဒူရဲအုပ်ကျော်ရှင်ကလည်းဦးကောင်းဆန်ဘဝင်မကြဖြစ်နေတာကိုသိပါရဲ့ဒီအတွက်ဦးကောင်းဆန်ရဲ့မင်းမြန်ချက်ကိုစိတ်ရှိလက်ရှိရှင်းပြလိုက်သည်ဆရာကျော်ရှင်ကတော့မချီးကျူးပဲမနေနိုင်မှုဗျာလက်စလန်းနာပြောင်းနေတဲ့အမှုကိုဖော်ထုတ်နိုင်တာကိုပြောတာပါ ကိုစောင်းအောင်ရဲ့အလောင်းကိုကျွန်တော်တို့တွားကြည့်တော့ကဆရာပြောခဲ့တဲ့စကားကိုအမှတ်ရသေးလားစဉ်းစားစရာအချက်တခုရှိတယ်ဆိုတာလေဆရာကျော်ရှင်ဘလို့ကဘလို့အစပေါ်သွားရတာလေကျွန်တော်အနေနဲ့ဒီသိမ့်မြင့်ကိုလုံးဝမထင်မိဘူးဒီလိုပါဥကောင်းဆိုင်ရဲ့ကျုပ်တို့ရဲတပ်ဖွဲ့ဟာလူစိုးလူကောင်ခွဲခြားနိုင်မှုကအဓိကကြရလေလူကောင်တယောက်ကို အပြစ်မရှိဘဲဖမ်းဆီးလိုက်မိရင်သူနင်းနာမှုတွေရှိသွားမှာပေါ့ဒါကြောင့်မို့အပြစ်ရှိသူကိုအပြစ်ရအောင်ဖမ်းဆီးဖို့လိုတယ်လေ တရားခံကိုဖော်ထုတ်တဲ့နေရာမှာမှန်ကန်တဲ့ဖော်ထုတ်မှုက အရေးကြီးတာမို့စဉ်းစားစရာအချက်တခုကမှန်နဲ့မမှန်ဘူးလုံးဝစိတ်မပြောနိုင်သေးလို့အဲ့ဒီတုန်းကဥကောက်ဆန်ကိုမပြောခဲ့သေးတာပါစဉ်းစားစရာအချက်ကတော့တည်သွားတဲ့ကိုစုံးအောင်အိတ်တဲ့နေရာကို အတိအကျသိထားတဲ့သူဖြစ်ရမယ်ဆိုတဲ့အချက်ပဲနုံမို့ဆိုရင်မြင်းမြင့်ကိုဓာတ်နဲ့ထိုးမိသွားမှာပေါ့လူသက်တရားခံကဗျောင်ဓာတ်နဲ့တက်ထိုးတာမှမဟုတ်ပဲလက်တဲ့မပေါ်အောင် ထိုးထားတဲ့အနေထားက ကြိုတင်အကွက်ချပြီးလေးလံဆောင်ရွက်ထားပုံရတယ်လေနောက်တစ်ချက်ကမြင်းမြင့်ကအလှပိုင်ရှင်မာလီတယောက်မှုသူ့ကိုရဲစခန်းကိုအသေးစိတ်ခေါ်စစ်တော့ရွာကသိမ့်မြင့်တယောက်သူ့အိမ်တော်မကြခင်ကပူပန်းခဲ့ဘူးကြောင့်လေးလာသိရှိရတဲ့အပြင်သူတို့အိမ်ကိုလည်းဝင်ထွက်သွားလာဘူးကြောင့်အခင်မဖြစ်မီ၃လရက်လောက်ကညာဘက်ကို လာလေပြီးတီဗီကြည့်ကြောင့်သူတို့အိမ်ရဝင်မှပြန်သွားခဲ့ကြောင့်စားတဲ့ဒီအချက်တွေကသိမ့်မြင့်အပေါ်မှာတန်တရားတွေဖြစ်တော့တယ် အဲ့ဒီတော့တိတ်မြင့်အကြောင်းကိုလေ့လာကြည့်တော့တဖက်သက်ကြိုက်နေသူဖြစ်ပြီး ကိုစုံအောင်နေညားတာကိုလုံးဝမကြည်နဲ့တဲ့သူနောက်တစ်ချက်တိတ်မြင့်တို့ကအခင်းဖြစ်တဲ့ညာရွာမှာကင်းဆောင်နေကြတဲ့သူတွေစစ်ဆေးကြည့်တော့ကိုစုံအောင်တို့ရွာဘက်ကနေညာ7နှစ်နာရီလောက်မှာတိတ်မြင့်ပြန်လာတာကိုမြင်တွေ့ရတဲ့အချက်တွေကြောင့်တိတ်မြင့်ဟာတရားခံဆိုတာပေါ်ပြနေတာပဲဒါကြောင့်မို့သူ့ကိုဖမ်းပြီးတော့ခုလိုစစ်ဆေးလိုက်ရတော့သူ့ဘယ်ညင်းလို့ရတော့မလဲဦးကောင်းဆိုင်အေးဗျာ ခမရရှင်းပြမှာပဲဇက်ရီလဲတော့တယ်တကယ်တော့ဘာမှမသိရှာတဲ့ကိုစုံအောင်ရဲ့အသက်တချောင်းကဆုံးရှုံးရတယ်လို့ငငယ်ရွယ်ရွယ်နဲ့မုဆိုးမှဖြစ်သွားတဲ့မြင့်မြင့်ဘဝကလည်းတနာစရာပါစရာကြီးအခြေတကူတွေကိုကြည့်ပြီးမစင်စားမစင်ချင်းနဲ့တရားမဲတဲ့တိမ့်မြင့်တယောက်ကတော့ထောင်နှံဆန်ရတော့မှာပေါ့နော်ဒါပေါ့ဥကောင်းဆန်ရေးမကောင်းမှုရဲ့နောက်ွယ်မှာစူးကျိုးဆိုတာရှိသမျှဆိုတာတိမ့်မြင့်သဘောပေါက်သွားပါပြီလေတင်ကန်းစာပဲဥကောင်းဆန်ရေး ်ဦးကောင်းဆန်တယောက်ခေါင်းတဆက်ဆက်ညှိပြီးသူလွယ်နေကြလွယ်အကြီးကိုလွယ်လိုက်ပြီးဒူရဲအုပ်ကျော်ရှိန်ကိုနှုတ်ဆက်ပြီးနောက်ရဲစခန်းပေါ်ကဆင်းသွားရီကိုစောအောင်နဲ့မင်းမြင့်တို့ရဲ့တာယာတဲ့အိမ်ထောင်ကြီးကိုတိစမဲ့သူတယောက်ကြောင့်ပြည့်ဝင်းခဲရပုံများကိုမျှဝေခံစားမိတဲ့သဘောထားကြည်လွန်းတဲ့ကိုစောအောင်သူတိတ်ချေရတဲ့မင်းမြင့်နဲ့ရုတ်တရက်ခွဲခွာသွားရတဲ့အဖြစ်မင်းမြင့်တယောက်အခုဘဝအခြေအနေမှာ ညီတို့မြီပုံဘဝကိုရုန်းကန်နေရမှာကိုတော့ကျွန်တော်မပြောတတ်။သူမမြင်မြကြေးကွဲပြီးလွမ်းဆွေးနေရမှာကိုတော့မှန်စာမိတယ်။တိစာမဲအချင်းမိုက်မောင် ဖုံးခဲ့တဲ့တိမ်မြင့်တယောက်မှာတော့ပြင်းမှုကြွေးကိုချွေးနဲ့ဆက်ရမှာမလွဲပါဘူး။ထိုအချိန်ရွှေခရလက်ဖက်ရည်ဆိုင်ထဲမှာပြန်လွင်လာတဲ့တေးတန်ကကျွန်တော်ရဲ့နှလုံးသားကိုတရင်ကလန်းဆန်းစေတယ်။တက်ပေတက်တာ ချမ်းသာကိုစိတ်မြေးပါစေ။ ။စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါရီ။ဖြည့်ရမှန်ဇလန်းဖြစ်ပြီးအချက်လက်များပြောပြရဲဒူရဲအုပ်ကျော်ရှိန်တို့အမတ်တီဟာအမိများလွှဲထားသည်။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။